မင်္ဂလာပါရှင်အခုတစ်ခါဖတ်ပြပေးမယ့်ဝတ္ထုတိုလေးရတော့ စာရေးဆရာမမနှင်းဖွေရဲ့ချွေးမနှစ်ယောက်ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်နားဆင်ကြပါအောင်ရှင် ကျောင်းဆရာမဘဝမှပင်စင်ယူပြီးကလေးကတော်တင်းထုံ ရန်ကုန်သို့သွားခြင်းနေသည်။သွားခြင်းနေသည့်အကြောင်းကအခြားမဟုတ်။ဒါနှစ်ယောက်စလုံးရန်ကုန်ကို ပြန်ရောက်နေပြီးဆိုသည့်တဲ့င်းကိုကြားထားခြင်းကြောင့်ဖြစ်သည်။ဒါတွေကို သူ့တတိယလာသည်။လွမ်းစွအောင်မီလာသည်။သူတို့လေးတွေသူ့ရင်ခွင်ကိုစွန့်ခွာသွားကြတာကာလာကြာလာပြီ။ပွဲကိုစီရအောင်ပညာသင်ပေးပြီးနောက်အလုတ်ကင်ကိုစီဖြစ်သွားပြီးကလေးကဆိုပါစို့။ သားတွေကအလုတာဝင်နဲ့နေတကာလှည့်ရင် အိမ်တောင်ကြသွားပြန်တော့။တာမီတာဖားတတွေပို့၍အနေဝေးသွားရပြန်သည်။ဒေါ်သိန်းထုံတို့ဇနီးမောင်နှံလေးဝန်တန်းများပြီးပြီးစိတ်သွားတိုင်းကိုမပါရကသားတွေထံမရောက်နိုင်ခင်။ထို့ကြောင့်ချွေမတွေကိုပင်မှန်မှန်ရရဒေါ်သိန်းထုံတစ်ခါလားနှစ်ခါလားမြင်ခဲ့ဘူးသည်။သူတို့လက်ထပ်စင်ကတစ်ကြိမ်လက်ထပ်ပြီးစားမိဘရက်ထံဆွေပြမျိုးပြအလဲခေါ်လာစဉ်ကတစ်ကြိမ်။ ဤများသားပင်ယခုတော့သားတွေကယာဒုတွေတိုးကသားကိုစီတမိကိုစီနှင့် ရန်ကုန်ကို ပြန်ရောက်နေပြီဟုသိရတော့ကိုကလည်းအာလန်နေသည်ကားတကြောင်အင်္ဂါဆရာကြီးကလည်းနေကောင်းနေသည်ကားလည်းတကြောင်ပိုကလေးနှင့်ရန်ကုန်ကိုအိမ်ဦးကြံပြင်လို့ကူးနေသည်အိမ်နာကမတ်ကျင်လှကလည်းလိုက်ပို့ပေးညီဟုပြောသည်ကားတကြောင်တို့ကြောင်ဆရာကြီးကိုတပည့်လေးတယောက်နှင့်အခဲကတော်တင်းထုံตาနှစ်ယောက်ရှိရာရန်ကုန်မြို့သို့ထွက်လာခဲ့လေသည် တာကြီးကိုမြင့်သူ နေထိုင်ရာဝေလူဝန်အင်ယာစခန်းကို လွယ်လွယ်ကူကူပင် ရောက်ရှိလာပြီးတာကြီးဤတိုက်ခန်းကိုလည်းအခက်အခဲမရှိရှာတွေ့ခဲ့ပါသည် လူခေါ်ခေါင်းလောင်းနှိပ်လိုက်ပြီးစောင်းနေစဉ်တကားလာဖွင့်ပေးသူမှာချွေးမှတသက်ခင်ဖြစ်သည် အထုပ်တွေအပိုးတွေဝန်စီဆလဲတွေနဲ့အတူတော်သင်းထုံကို တွေ့လိုက်တော့ရုတ်တရက်အံ့ဩတွေ့ဝေးသွားပြီးနောက်ချက်ချင်းဆိုသလိုဝမ်းသာအေးလေကြူစူရှာပါသည်ဟင်အမေ အမေပါလားကိုကိုရင်ဟောဒီမှာ အမေရောက်နေတယ်တော့အမေရဲ့စိုင်းမစင်ပုံမစင်လာမယ်ဆိုလဲကြိုးကြိုးတင်တင်ပြောရောပေါ့ကြိုးကြိုးတင်တင်သိရင်တင်းမောစိတ်ကိုတက်တူလာကြို့မှာပေါ့ပိပိအထုပ်တွေတက်ဆွဲခဲ့မယ်အမေအိမ်ထဲဝင်ตาကြီးကိုမြင်သူကတော့ငကိုကပင်နှုတ်နေသူပြီးပြီးဘာမှမပြောနိုင်ပဲတော်တင်းထုံရောက်လာသည့်အတွက်ဝမ်းသာလှိုင်လဲစွာပြုံးက အမေလက်ကိုဆွဲ၍အိမ်ထဲခေါ်ဝင်သည်အမေ ပလက်ကလက်ထိုင်းမှာထိုင်းမှာကြောလေးပါလေးလဲဆက်ရအောင် အမင်းတို့အရန်ပင်မန်းနေမှာပဲနော်ဟဲ့ဘုံစုံကြီးရစ်တောင်တစ်ချောင်းနဲ့အမေအတွက်ရေးအေးလေးတစ်ခွက်လောက်ခတ်ခဲ့ပါဟဲ့ချွေမလို့သူကနှုတ်ခွန်းပြူငါတော့လေဒေါ်သိန်းထုံစိတ်ထဲအကြည်နဲ့ကြည်ကြည်နဲ့ခါအမောပင်ပြေကျင်ကျင်ဖြစ်သွားသည်မကျင်လှကတော့ဒေါ်သိန်းထုံကိုထားခဲ့ပြီးသူ့အမရှိရာတတိုက်ကျော်ကိုထွက်သွားလေတော့သည်အမေနေကောင်းနေနော်အေး ကောင်းပါလေတားရဲ့တာဤနှုတ်ခွန်းဆက်စကားကအီများသားပင်အဖေရောနေကောင်းရဲ့လားမေအဖေကြတော့ဘာလို့ခေါ်မလာတာလဲအဖေခင်ဗျာတယောက်တည်းပြင်းကြံရစ်တော့မှာပဲအမေရဲ့အဖေတဲ့င်းကိုတားကမမေးမီချွေးမကဥစွာမေးပေါ်ရသည့်အတွက်ဒေါ်သိန်းထုံပို့မိုး၍ပင်သဘောကျသွားပြန်သည်အင်းအင်ကဆရာကြီးများသိလျင်ဘလောက်များဝမ်းသာရှာလိမ့်မလဲဟူတွေးကဤကိုယ် တမီးရဲ့အဖေကိုအိမ်ဆောင်ထားခဲ့ရတယ်။နောက်တခါသူ့အလှဲ့ပေါ့။အလိုက်တင်ဖြေရသည်။ပါလာသောပဇွန်ကြောင့်ငှချောင်းများကို တောင်းတယ်မှာထုံနေစဉ်တသက်ခင်ကဝရန္ဒာထွက်ခါသူ့တမီးတွေကိုလှမ်းခေါ်သည်။တအောင်လောင်နေတော့ဂါဝန်စင်တူလေးဝတ်ထားသောမိန်းကလေးနှစ်ယောက်တက်လာသည်။အမေဟောဒီမှာ အမေမီးတွေအကြီးကမြအိမ်သူတဲ့ဒီအော်တိုဘာလာဆို6နှစ်ပြည့်မယ်ပထမတန်းရောက်ပြီ။စာလေးတိတ်တော်တာမီး အတန်းထဲမှာအမြင့်ပထမကြီးပဲရတယ်။ကျောင်းအုပ်ဆရာဆရာမကြီးတွေရဲ့မြည်လို့မပြောရဘူး။အငယ်ကမညာဆိုးသူတဲ့။အရင်လားက၄နှစ်ပြည့်တယ်။မူဂျိုပေါ့။ဒါသမီးတို့ရဲ့ဖွားဖွားနော်။မှတ်ထားမှတ်ထား။တသက်ခင်ကမိတ်ဆက်ရင်သူ့ဘက်တွန်းပို့ပေးတော်မြည်နှစ်ယောက်ကိုဒေါ်သိန်းထုံကအသာဆွဲခေါ်၍ရင်ခွင်နဲ့ပိုက်ထွေးထားမိသည်။ငါမြည်တွေက အချောလေးတွေပဲဟေး။ ကလေးတွေက ပထမတော့ခက်စိမ့်စိမ့်ဖြစ်နေသေးတော့လေနောက်တော့ရင်းနှီးရဲတင်းစွာ သူ့ထံတူကန်လာသည်သို့တော့တွတ်တီးတွတ်တာစကားတော့မပြုံးသူ့ဖအေးလိုနေမှာပေါ့လေตาကြီးကိုမြင့်သူကလည်းငငယ်ကအလွန်အေးသည့်ကလေးငိုခြင်းယိုခြင်း စုခြင်းပူခြင်းလုံးဝမရှိเจ้าနေချိန်မှာလဲเจ้าစာပဲတကုတ်ကုတ်ကြက်၍ခက်အေးအေးနေခဲ့သည်သူ တက်ကတူရောက်ဘွဲရအလုတ်ဝင် နေတကာလှဲ့ပြီး သူမိမယူပါတော့မြည်ပြောလာတော့မှတာအီအသွေးကို သူတအံ့တော်ဖြစ်ရသည်ချွေမတသက်ခင်ကပြင်မနာသူအလေတန်းပြတာကပြင်မနာတွင်ဦးစီးမှုအဖြစ်တာဝန်ကြစဉ်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်တသက်ခင်နှုတ်သွဲရှာသွဲရှိကြောင်းသူတို့လက်ထပ်ပြီးစားအိမ်ခေါ်လာကလေးကတော့တင်းထုံတည်ပြီးဖြစ်သည်တာနှစ်ကဒီလိုမိမမျိုးပဲကြိုက်ပါတယ်လေနှုတ်မူတာကအေးသူကအေးဆိုလျင် ူတို့အိမ်လူတန်သူတန်ပင်ကြာရတော်မည်မဟုယခုလဲကြည့်တော်တင်းထုံကိုရေတစ်ခွက်တိုက်ပြီးပြောလိုက်သည်စကားအမေသားကဘလို့အမေမြည်အကြီးကဘဲနဲ့အမေမြည်ငယ်မကဘဲတို့နဲ့အမြင်မပြန်တော်တင်းထုံမှာသူပြောသမျှကိုခေါင်းတငိမ့်ငိမ့်နဲ့တမိတမောနားထောင်နေရသည် ကဲစကားပြောတာလဲပြောပေါ်တက်ရဲ့အမေထမင်းစာနေပါမယ်ထမင်းစာဖို့ပြင်ပါဦးကိုမြင့်သူကတတိပေးမှာဟင်ဟုတ်သားပဲကြည်ပါဦးထမင်းစာချိန်တော်ရောက်ပြီပဲအမလီစကားကောင်းနေလိုက်တာတာမီချင်းကလည်းအခုမှတွေ့ရတာကိုကိုကိုရဲ့ကဲအမေရေးချိုးချိန်ချိုးလိုက်ပါလားလမ်းဆန်းတော့အောင်နော်တက်ထမင်းပွဲပြင်နှင့်မယ်အေးအေး တော့တင်းထုံကချွေးမစီစဉ်သည့်အတိုင်းရေမိုးချိုးသည် ချိုးသည်ဆိုတော့လေကို့အိမ်မှာလို့အာရပါရတော့မချိုးဝွန်ရေနေနေလို့အမေခက်လို့မိရဲ့လားမသိဘူးရေကတနေ့မှနှစ်နာရီလောက်လာတာအမေရဲ့မနေ့တနားညနေတနားအတုံးများတဲ့နေ့ဆိုရေကတကယ်မလောက်ချင်တော့ဘူးချွေးမကပြော်ထားသဖြင့်ချွေချွေတတလေးချိုးနေရသည်ဘာပဲဖြစ်ဖြစ်ရေချိုးလိုက်ရသဖြင့်အနေငယ်တော့နေသားထိုင်သားရှိသွားသည် ရေချိုးပြီးတော့အသင်ပြင်ထားသောထမင်းဝိုင်းမှာဝင်ထိုင်သည်။ဒါကကြက်သားနဲ့ဘူးသည့်အမေကာလာသားချက်လေးချက်ထားတာ။စီပြန်ဆိုအင်းနေမှာဆိုလို့ဒါကတည့်ရသည်ပိုးတီတော့ကိုကိုကငပိရင်နဲ့တိုးစရာကောင်းကောင်းစားချင်တယ်ဆိုလို့ဘောလေငပိလေးဝဲကြုတ်ထားတာ။မှွေးတာပဲနော်။ခင်းသည်နုနုလေးတွေပေါ်တာနဲ့ဝဲပြုတ်ထားတယ်။အမေစားနော်။ ငယ်တုန်းကတော့ငပိရီကို ဟုတ်ဟုတ်ညာညာမစားခဲ့တော့ကိုမြင့်သူကငပိရီကို တောင်းတောင်းတတာဘယ်တုန်းကများကြိုက်သွားပါလေ။အေးလေဇနီးတဲ့ဤပြပြငါငါစကားတွေနဲ့အတူငပိတို့စရာကိုဖွဲ့ဖွဲ့ရရာ ပြင်ဆင်ကြွေးမွေးတော့လေဘယ်ယောက်ျားမစိုးသဘောတွေ့မပေါ။ဒါမဆန်းလာပါဘူးဟူတွေးကငပိရီကိုပင်ဥစွာခတ်၍ထမင်းပေါ်ဆန်းလိုက်သည်။ထမင်းတလုံးစားကြည့်တော့အခါချိုမနေပဲငန်ကြီးကြီးဖြစ်နေသဖြင့် ခရံသည်နူနူကလေးတစ်လုံးကိုယူ၍ထမင်းနှဲမြုံရန်အညာချွေ၍အလေသားကိုခွဲထုတ်လိုက်သည်။ကွေကွေလေးတည်နေသောပိုးကောင်ဖြူဖြူလေးများကို တွေ့ရသဖြင့်မစားဖြစ်တော့ပင်ထမင်းပကံနှခမ်းတွင်အသာပြန်တင်လိုက်သည်။စစ်သားထိတ်စားလိအမေတသက်ခင်ကပျော့ပျော့ဆူဆူထမင်းဝိုင်းအလဲရှိကြက်သားဘူးဒီပကံထဲမှ ဟင်းကိုဇွန်ဖြင့်ခတ်သည် ပထမတစ်ခါခတ်တော့ဘူးဒီနောက်တစ်ခါခတ်မှာ ကြက်တောင်ပန်းတစ်ခုပါလာသဖြင့်ဘူးဒီဘတ်တွေနှင့်အတူတော်သင်းထုံပကန်းနှင့်ဥဥဖျားဖျားထဲ့ပေနေသည်နောက်တစ်ခါကြိုးစားတော့မှကြက်ရင်ပုံသားတစ်တုံးကပ်ပါလာရာ တော်သင်းထုံပကန်းနှင့်ထဲ့ရန်ဟန်ပြင်းသည်တော်ပြီတမီတော်ပြီအမေက အသားတွေငါတွေတင်းမကြိုက်လာဘူးဟင်းသီးဟင်းရွက်ပဲကြိုက်တယ်ဘူးဒီလေးကချိုးတကွယ်ထမင်းစာအပြီးလက်ဖက်နဲ့ရင်းနှွေးချမ်းတိုက်ပြန်တော့ လက်ဖက်ကစီမပါသဖြင့်တဲ့ပြီးကတွင်မတွေ့လားပဲရင်တွေတောင်းရင် သမီးချွေးမတွေစကားကောင်းလိုက်ကြသည်မှာညာဆက်တနာကြီးကြောင့်မှအိယာဝင်ဖြစ်သည်နောက်တနေ့မနက်9နာရီတွင်အိယာမှနိုးသည်မျက်နှာသည့်ဖျားစင်ရှေးထိုင်၍ဖျားရှိခိုးမြည်အပြူတွင်ဖျားပန်းဝေဝေဆာဆာမတွေ့ရပဲဇော်စိမ်းကြီးတသက်တင်ထားသောဖျားပန်းအိုကိုတတိထားကြည့်မိပြီဘဝင်မကြလှပင်မဲစိမ့်စိမ့်ဆူဆူလေးတော့အရှိသာဟုစိတ်ဖြေက ဩဃာသားကိုအစာချီလိုက်သည်ဖယားရှိခိုးနေစဉ်မိဖို့ထဲမှာတူတူကြိတ်ကြိတ်စူတန်းကနားထဲကိုဖြက်ခနဲဝင်လာသေးသည် ပြိုးပေါင်းလေများလာပြီဒီလိုသာစီကိုဘုံပေါ်လောအုံးနေတလတဘုံလဲလောက်မှာမဟုတ်ဘူးရှေ့ပိုင်းကဘလို့ရှာရှာနင်းတို့ကစီကံမရှိရင်အလကားပဲတတ်တတ်ခင်ကဆွေရိတ်မျိုးရိတ်မကင်းသဖြင့်ခေါ်ထားသည် ဆိုတော့မိန်းကလေးကိုစူပူနေခြင်းဖြစ်သည် ဖျားရှိခိုးရသည်မှာအာယုံကရတချက်မရတချက်နှင်းအစုံတက်လိုက်ရသည် မနှက်ပိုင်းထမင်းကြော်ကတော့စီမပါသလိုပေပြုတ်ကလည်းခန့်နေနေပင် ပကံထဲမှတဝက်ပြန်ထည့်၍ကြံထမင်းကြော်တဝက်ကိုပင် အတော်ကြိုးစား၍တော်သိန်းထုံမျိုးချနေရသည် ကော်ဖီကြဲကြဲလေးနှင်းမျောချလိုက်မှ အနေတော်ဖြစ်သွားသည်၈နာရီလောက်တွင် ကိုမြင့်သူတို့အိတ်ခမ်းမှအတန်တွေထွက်လာပြန်သည်တက်ကလည်းကွာ ဒီနေ့တော့တရားလောက်ထည့်ပေးစမ်းပါကိုကိုအကုန်မသုံးပါဘူးပိုတာပြန်ပေးမှာပေါ့ပတ်စံဆိုတာအိတ်ထဲများများရှိများများသုံးပြစ်တာပဲကိုကိုရဲ့ကိုကိုအတွက်လက်ဖက်ရည်ဘိုးနဲ့စိတ်လေးဘိုးလောက်ရရင်တော်ရောပေါ့ဘယ်ဟုတ်မလဲတဲ့ရဲ့ကိုကိုမှာဧည့်သည်ဆောင်သည်ဆိုတာလည်းရှိသေးတယ်တာရေးနာရေးဆိုတာလည်းရှိသေးတယ်လीပြီးတော့အရာကြီးကြီးတယောက်လုပ်နေပြီတရားမျိုးနေရာမျိုးမှမပါတော့ကောင်းမလား အသက်60ကျော်ပေမဲ့နားကပါနေသေးသောကြောင့်ตาနှင့်ချွေးမတို့အတန်ကိုအတိုင်းသားကြားလိုက်မိသည် သူလက်ကခပိုက်စီတို့ရောက်သွားခါအပြန်ကြာရင်တော့ခရီးစရိတ်ဖယ်ပြီးပိုရာကိုကိုမြင့်သူကို ပေးထားခဲ့အောင်မဟုတိမှန်ထားလိုက်မိသည်တိုက်ပေးတွင်ကားဟွန်းတန်တစ်ချက်နှင့်အတူကားဆိုင်တန်ကိုကြားလိုက်ရပြန်သည်အမလေးကွာငွေလေးတရာရဖို့ရေလက်ဝင်လိုက်တာရုံကရောက်နေပြီ ထမင်းကြိုင်အစင်သိဖြစ်ပလားပြောပြောဆိုဆိုနဲ့ကိုမြင့်သူကအတက်ချီကိစ်ကိုဆွဲရင်ဧကန်သူထွက်လာသည်ဒီနေ့တောက်ကြနေပဲထမင်းကြိုင်ယူဖို့လိုလို့လားကိုကိုတသက်ခင်က ကိုမြင့်သူဤပစိုးရေစိုးနှင့်မျက်နှာတုပ်ပွားကိုကင်လာရင်မေးသည်တောက်ကြနေနဲ့ထမင်းကြိုင်မယူရနဲ့ဘာဆိုင်လို့လဲတက်အော်မသိပါဘူးပြီးခဲ့တဲ့တောက်ကြနေတွေတုန်းကနှစ်ပတ်ဆက်တိုက်အစည်းအဝေးကမနက်စာကြွေးတယ်ဆို ဒီတစ်ပတ်လည်းထမင်းချိုင်မလိုဘူးလားလို့တသက်ခင်ကရေဟာဟာနဲ့ပြောသည်အမေချွေးမတော့လीသူတက်တာမဲ့ကွက်ပဲစဉ်းစားနေတော့တာပဲအေကန်းစီမားထိုင်နေသောဒေါ်တင်းထုံကို ကိုမြင့်သူက ပြုံမဲမဲနဲ့လှမ်းပြောသည်ဒေါ်တင်းထုံကလည်းအလိုက်တင်ပြုံနေရသည်တသက်ခင်က သဘောကျစွာတခိခိရီရင် ကမန်းကဒန်းထမင်းချိုင်ပြင်းသည်ခေါင်းလေးတစ်ခါခါနှင့်သူ့ရီလိုက်တိုင်းသူ့နာကစိန်ချဲနကက်လေးသည် ဖြက်ခနဲဖြက်ခနဲလက်၍သွားသည်ကိုတော်သိန်းထုံမြင်တွေ့လိုက်ရပါသည် အငယ်ကိုအောင်နိုင်ကိုတွေ့တော့ဒေါ်သင်းထုံ အတော်ကြီးကိုအံ့ဩသွားသည် မတွေ့ကြသည့်6နှစ်9နှစ်အတွင်းကိုအောင်နိုင်မနေကြီးကိုဝါဖီလာသည်ကိုအောင်နိုင်က အခုမှအသက်34နှစ်ပဲရှိအောင်မှာပေါ့ခုတော့ကြည်စံဘိုက်တွေဘာတွေထွက်ပြီးတကယ်လူကြီးရုပ်ကိုပေါင်နေသည်ချွေးမနီနီကျော်ကလည်းဝါလို့အမေသူတို့သားနှစ်ယောက်ကလည်းဝါလုံးနေတာပဲလိုက်လေလိုက်သည်သားအမိတွေကျွန်တော်တို့လည်းအမေတို့စီလာမလို့ပဲဗျ ။တပတ်အာနုအာနုနဲ့အလုပ်တွေကမပြတ်ဖြစ်နေတာ။ကဲအခုတော့အမေကအရင်ရောက်လာတယ်။အေးကွယ်အမေလဲမင်းတို့ကိုနှိရှိတွေမျောနေတာပဲ။ငါသားကြီးမိသားစု အရင်ရောက်မလား။ငါသားငယ်မိသားစုအရင်ရောက်မလားနဲ့။နောက်တော့မင်းတို့မအားကြလို့မလားနှိုင်းတာပဲ။ငါကအားနေတဲ့လူသွားမှဆိုပြီးထွက်ခဲ့တာပဲသားရဲ့။ချွေးမနီနီကျော်ကတော့တသက်ခင်လိုစကားတွေဖွဲ့ဖွဲ့ရရမပြောတတ် အမေစကားပြောနှင်အောင်နော်နီနီစည်းခဏပြေးလိုက်အောင်မယ်ဟုဆို၍ဆွဲချင်းတောင်းလေးကောက်ဆွဲကအိမ်ပေါ်မှဆင်းသွားသည်။နာယီဝက်လောက်ကြတော့ပြန်ရောက်လာသည်။မိဖို့တဲ့ဝင်ကတရှဲရှဲနှင့်ဘာရီကြော်လော်ချက်ပြုတ်မှန်းမသိ။ညော်နှန်းတွေကအိမ်ရှိအေကန်းကို လုံကနေလုံကနေဝင်လာသည်။ဒေါ်သိန်းထုံကလက်ကင်ပေါ်ဝါဆွဲ၍နှာခေါင်းပိတ်ကအိမ်အောက်ပြေးစင်ရသည်။ကိုအောင်နိုင်တို့ရသည့်အိမ်ကမစိုး။စက်ယုံကပြီးတော့တီတီတန်တန်လုံချင်းအိမ်ကလေး။ အိမ်လေးကိုလှည့်ပတ်ကြည့်ရင်မြေကွက်အလွန်များပေါ်တွင်သီးပင်စားပင်လေးများတပိုင်တနိုင်စိုက်ထားနိုင်ရင်ကောင်းပြီဟုစဉ်းစားပြီ။အိုးသူတို့ခမညာနှစ်ယောက်စလုံးဝင်တန်းဘယ်လုံးနိုင်မှလဲဟုသောအတွေ့ကိုဆက်တွေးလိုက်မိသည်။အတန်ကြာတော့ကိုအောင်နိုင်ကအိမ်ပေါ်မှလှမ်းခေါ်သည်။အမေထမင်းစားရအောင်ညှော်ပြီးသွားပါပြီအမေရဲ့။နီနီကြောထမင်းပွဲကတသက်ခင်ဤထမင်းပွဲနှင်းတော့ဘာမှမဆိုင်ပေ။ အစီတဝင်းဝင်းနှင်းဟင်းတွေက စားခြင်းစပွဲပင်ဝတ်သားနှစ်တိန်ပဇွန်ဒုတ်စီပြန်တိန်ငရဲနှင့်ချင်ပေါင်းရွက်ချင်းရင်ငပီးချက်နှင့်တိုစရာတိန်ဟင်းတွေကများလာကြည်လားတမီးရဲ့မများပါဘူးအမေရဲ့နီနီကဒီထက်တောင်ကြွေးကျင်သေးတာပါချွေးမကတီမြတာပြောပြီးထမင်းပကံတွေနဲ့ထမင်းတွေထဲပေးသည်ဒီမှာပဇွန်ဒုတ်ပဲဈေးလေတမီးတထောင်စီးအမီး ဖះဖះဟာမြားလှကြည်လားပိုးတဲ့ခါလဲပိုးတယ်လို့ရှားတဲ့ခါလဲရှားတယ်လို့ဝဲစားရတာပဲအမေနီနီကျော်ကဒေါ်သင်းထုံပကံနဲ့အကြီးဆုံးပစွန်တုတ်ကြီးကိုရွေးခန့်ရွေးထည့်ပေးသည်ပြီးတော့ကိုအောင်နိုင်နဲ့ပကံနဲ့တကောင်နောက်သူ့ပကံနဲ့တကောင်ตาနှစ်ယောက်ဤပကံနဲ့လဲတကောင်စီထည့်ပေးသည် သူတို့တွေကတော့ငြင်းရေရှက်ရေစားကြပေမဲ့ဒေါ်သင်းထုံကတော့တပိတ်သားတထောင်ဆိုသည်နှင့်ညူ၍မကြခြင်းတော့ ငါသမီးလဲရုံတစ်ဖက်အိမ်မှုကိစ္စတစ်ဖက်နဲ့ပင်ပန်းမှာပဲနော်ကိုခွဲလက်ခွဲကလည်းမရှိနဲ့ရှိတယ်မေးအိမ်ပေါ်တယောက်ခေါ်ထားတယ်ဒီနေ့ကတော့သူ့နားရဲ့မို့အိမ်ပြန်နေတနင်္ဂနွေနေ့ဆိုရင်သူ့နားတယ်လीဩသူ့ကိုလာကဘလောက်ပေးရလဲ1200ပါအမေအလိုလေးမနေလာပါလား ဲ့ဒါတော့ဒီအိမ်မှာမပြောမှဆိုလို့အမြင့်မြင့်တချို့သွေးနေရတာအမေရဲ့တာကဝင်ပြောသည်မင်းတို့ရန်ကုန်ကတော့ကွယ်ထမင်းစားပြီးတဲသည့်အချိုကလည်းမနေလက်ဖက်ရောငပြောသေးရောကြောက်ဖျို့ယုံရောအုံထညက်ရောအစုံအစုံညာဘက်ရောက်တော့အမေကိုရွှေတကုံဖျားပို့မည်ဆို၍ယုံကားထုတ်ကားမိသားစုတို့တွင်မြို့ထဲတယုံယုံထွက်ကြပြန်သည် ချွေတကုံဖရားသည်ညာပိုင်းဖရားဖူးရသည်မှာတကယ်ပင် ကြည်ညိုတတ်ပဲဆရာကောင်းလားသည်အေးအေးလူလူနှင်းမို့ဖရားအာယုံပြုလို့လဲအလွန်ကောင်းသည်ဖရားဖူးပြီးပြန်တော့အိမ်ကိုတမ်းမပြန်သည်အမေကိုရေခဲမုတ်ကျွေးကျင်သေးတယ်ဆို၍ကားကိုအေးဆိုင်ဒီဇိုင်းသို့မောင်းပြန်သည်တော်တင်းထုံအတွက်ရေခဲမုတ်သူတို့ကလည်းကူဖီဖာလူဒါစသဖြင့်အသီးသီးမှာ၍တောက်ကြပြန်သည် လိုက်လဲလိုက်ဖက်သည့်တာမီတာဖာတွေပါလားဟု တော်သင်းထုံရေယွမီသည်ကိုအောင်နိုင်တို့အိမ်တွင် တော်သင်းထုံနေစဉ်၃ရက်လုံးလုံးဟင်မကောင်းသည်နေဟူ၍မရှိ နေစဉ်အသာဟင်ကားတစ်မျိုးသို့မဟုတ်နှစ်မျိုးပါသည် စီကလည်းဟင်တိုင်းလိုလိုအိုင်ထွန်းနေသည်ကြီးနောက်ပြီးနီနီကျော်တယောက်လက်ကလည်းလွေလိုက်ပါပြီတပည့်တွေကသူထံငွေ90မျိုးတရားမျိုးလာချီးလျင်ဘာဘာညာညာမေးမနေပဲတော်သင်းထုံရှိတွင် အလွယ်တကူပေးလိုက်သည်တသက်ခင်ဆိုလျင်ဒီလိုလုံးမည်မဟုတ် အိမ်နီးချင်းတွေက နီနီရင်ဈေးကမေးလာလို့ကြက်သွန်လေး၄၅ဦးလောက်တော့ဟူဆို၍၁၀ဦး၅ဦးနှိုက်သွားလေလူတလောက်သာယူသွားဟုထံရမထပြောတတ်သည်အချို့ကပစွန်ကြအချို့ကမိသွေးစသဖြင့်လာလာမသွားလဲဘာများမပြုံဘာဟင်းကြံသည်လဲမမနီလက်ရာမြည်ခြင်းလို့ဟုဆို၍ညစာအတွက်ချက်ထားသောဟင်းအိုးကိုလှမ်း၍စားသွားလဲဒီအတိုင်းပဲကြည်နေသည် တော်သင်းထုံကသာလူကြီးတံမဲနှမျောတွန့်တိုစိတ်ဝင်မိသေးသည် နီနီတယောက်ဤမြလက်လွယ်နေခြင်းနှင့်ပတ်သက်၍တခုခုပြောခြင်းတော်လဲလက်တွေ့မှာတော်သင်းထုံဘာမှမပြောခဲ့ပင်အင်ကိုပြန်သာပြန်လာခဲ့ရတော်လဲတခုတော့တော်သင်းထုံစိတ်မကအင်ဂျင်နီယာကတော့သူကိုယ်တိုင်လဲအင်ဂျင်နီယာတယောက်ဖြစ်သောချွေးမနီနီကျော်ဤနာတွင်နှစ်ပေါက်ကလေးမျှမရှိသောအဖြစ်ပင်ဖြစ်လေသည် င်းပြန်ရောက်သည်နှင့်ထင်သည့်အတိုင်းဆရာကြီးကမျှော်လင့်နေသည့်မိကွန်းကိုစီမေးပါသည်မင်းနဲ့လေဆရာမကြီးချွေးမတွေနဲ့တွေးခဲ့ရလားတားတွေရောချွေးမတွေရောမြည်တွေရောတွေ့ခဲ့ပါတယ်ရှင်အလုံးနေထိုင်ကောင်းကြရဲ့လားကောင်းပါရှင် ခမည်းချွေးမတွေတုံရဲ့လားတော်တင်းထုံကကိုမြင့်သူတို့ကတော့လိုက်တော်မုံနှဘူး ကိုအောင်နိုင်တို့ကြောလိုက်သောပါတိတ်လုံးကြီးတထဲနှင်းတရုတ်နုမှုတထုပ်ကိုဆရာကြီးရှေ့ချပြရင်တော်ပါလေရှင်တော်ပါလေချွေးမနှစ်ယောက်စလုံးတမျိုးစီတုံကြပါလေဟုတ်လားဘလို့တုံကြတယ်ဆိုတာပြောစမ်းပါဦးချွေးမအကြီးကအမတန်မိမပီတာတယ်စိစက်တယ်တေးချတယ်နှုတ်ချူပြူးငှတယ်ချွေချွေတာတာရှိတယ် စုတက်စောင်းတက်တယ်။음ချွေးမအငဲကြတော့စိတ်ကောင်းနှလုံးကောင်းရှိတယ်။စိတ်စေတနာကောင်းမွန်နေတဒါတရားထက်တန်နေရိုးသားတယ်။တမျိုးစီပဲ။ဒါဆိုကျုပ်သားတွေမိမရကံကောင်းကြတယ်ဆိုပါတော့။ဒါပေါ့။음ဒါပေမဲ့သူတို့ကံကောင်းတာကျုပ်ကိုမမိသေးဘူးဗျ။ အမေအဖူကြီးကအေးတဲ့တကယ်ပြောတာ ကျုပ်ကကံအကောင်းဆုံးဗျအတော်ဆုံးမိန်းမကျုပ်ရထားတာဘလို့ကြောင့်ပါလေရှင်တော်သိန်းထုံကသူ့ဆရာကြီးကို မျက်လုံးဝင်းကြည့်ရင်မေးသည်ဆရာကြီးကဆေးပြင်းလေးကြီးခဲပြီးအတန်ကြာပြုံးနေသေးသည်ပြီးမှစကားဆက်သည်ဒီလိုလီယောက်ခမဆိုတာ များသောအားဖြင့်ချွေးမတွေပေါ့အမြင်အပြည့်မြင်လေးရှိတယ်မဟုတ်လားကြည်တော့လေအပြည့်ရှာတဲ့မျက်လုံးနဲ့ပဲကြည်တတ်တယ်ဘယ်ချွေးမကဖြင့်ဘယ်နေရာအားနေတယ်ဘယ်နေရာချွတ်ရွင်းတယ်ဘယ်နေရာညံ့တယ်စသဖြင့်ပေါ့အင်းဒါပေမဲ့ခမားဒီလိုမဟုတ်ဘူးဗျချွေးမတွေရဲ့ချွတ်ရွင်းချက်အားနေကြွတယ်တခုမှမပြောဘူးကောင်းတဲ့အချက်တွေကြီးပဲရွေးပြောတယ် ခမရလောက်တော်တဲ့ရောက်ခမဘယ်ရှိတော်မလဲဒါကြောင့်ကျုပ်ကအတော်ဆုံးမိမကိုရထားတယ်လို့ပြောတာဗျဆရာမကြီးရဲ့သိပြီလားဒေါ်သိန်းထုံဤမျက်စောင်းသည်ကံရဲကလေးရမနေပေမဲ့လှပါ၍နေသည်မဟေးသည်မဂ္ဂဇင်းမေလ1989အပေးနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်